ကံတရားဆိုတာမျက်နှာမလိုက်ဘူးတဲ့စင်းရဲမှာကြောက်ရင်မနှမျောနဲ့ပေါ့နှမျောတဲ့သူဟာစင်းရဲတတ်တယ်နှမျောတော့မပေးမပေးတော့မရသာသဘာဝပါပဲယူဆိုးမှာကြောက်ရင်ဒေါသမကြီးနဲ့ပေါ့ဒေါသကြီးတဲ့သူဟာယူဆိုးတတ်တယ်တဲ့ရုပ်လှခြင်းမေတ္တာနဲ့ရှင်ပေါ့ ဘဝအဆင့်အနှိမ့်မှာကြောက်ရင်မာနမကြီးနဲ့ပေါ့မာနကြီးတဲ့သူဟာဒိဋ္ဌံဘဝရောက်တတ်တယ်တဲ့နှိမ့်ချတဲ့သူဟာနှိမ့်ကြမသွားပါဘူးလေအထီးကျန်မှာကြောက်ရင်မနာလိုစိတ်မများနဲ့ပေါ့မနာလိုစိတ်များတဲ့သူဟာတယောက်တည်းအထီးကျန်တတ်တယ်တဲ့မုရိတာပွားနိုင်မှဒုက္ခိတာအများဆိုင်တာမဟုတ်လား ညံထိုင်းမှာကြောက်ရင်မေးဖို့ဝင်မလင်းနဲ့ပေါ့မမေးတဲ့သူဟာမတိပဲထိုင်းသွားတတ်တယ်တဲ့မေးရင်သိတယ်သိရင်ညံပွင့်တယ်ညံပွင့်မှအမှန်တင်မှာပေါ့ယောဂထူမှာကြောက်ရင်မညှင်းဆဲမနှိမ့်ဆက်နဲ့ပေါ့သူတစ်ပါးကိုညှင်းဆဲနှိမ့်ဆက်တဲ့သူဟာယောဂထူတတ်တယ်တဲ့ကိုကမနာခြင်းရင်သူ့ကိုလည်းနာအောင်မလုပ်မှဖြစ်မှာပေါ့ အသက်တူမှာကြောက်ရင် သူများ အသက်မတတ်နဲ့ပေါ့သူတပါးအသက်ကိုတတ်တဲ့သူဟာအသက်တူတတ်တယ်တဲ့သီလလုံရင် အသက်ရှိတယ်ကျမ်းမာတယ်လမ်းသာတယ်ပေါ့အရင်စစ်တော့ကိုလို့သမျှကိုပြန်ရတာပါပဲကိုမှန်သမျှကိုဆန်ရတာပါပဲကိုမှားသမျှကိုအမှားရတာပါပဲကံတရားရဲ့သဘောကတော့မျက်နာလိုက်မှမဟုတ်ဘူးပေါ့